ရွှေပြည်တောင်ကုန်းတန်းတွေကြားကလူသူကင်းမဲ့တဲ့မီလင်းပိုကြီးရွာဟာမြမပြည်ရဲ့အနောက်မြောက်ဘက်တောင်တန်းထဲမှာနှစ်ပေါင်း200ကျော်ခန့်ကပျောက်ွယ်နေခဲ့တဲ့ကြီးရွာတစ်ခုပါကြီးရွာရဲ့နာမည်ကိုရွာသူရွာသားတွေလုံးဝပျောက်ွယ်သွားပြီးဘာကြောင့်ရွာလုံးကျပျက်စီးသွားရလဲဆိုတာဘယ်သူမှမသိကြပါဘူးဒါပေမဲ့ဒဏ္ဍာရီလာပြောစကားတွေအရအဲ့ဒီကြီးရွာမှာတစ်တောနဲ့ဆိုတဲ့ဂျင်စာတင်ထားတဲ့ဝိညာဉ်တစ်ပါးစောင့်ကြပ်နေတယ်လို့ဆိုကြတယ်အသက်28 နှစ်အရွယ်လူငယ်အောင်မင်းဟာတမိုင်းပါမောက္ခတူဖြစ်ပြီးပျောက်ဆုံးနေတဲ့ကျေးရွာရဲ့အကြောင်းသူတေသနာလုပ်ဖို့စိတ်ဝင်စားနေပါတယ်။သူ့ရဲ့ဦးလေးဖြစ်သူ ဥပတန်းရဲ့မှတ်တမ်းစာအုပ်ထဲမှာမီးလင်းဖို့ကျေးရွာဆိုတဲ့စကားလုံးကိုတွေ့ရှိပြီးနောက်စူးစမ်းဖို့ဆုံးဖြတ်လိုက်တဲ့ကျေးရွာရဲ့တည်နေရကိုရှာဖွေရင်းတော်ရဲသူခြေလင်းခီးရှည်ထွက်လာခဲ့တယ်။တောအုပ်ကြီးထဲရောက်တဲ့အခါအောင်မင်းဟာထူးဆန်းတဲ့အရာတွေကို စတင်ကြုံတွေ့လာရတယ်။ ညာဘက်တွေမှာတစ်ပင်တွေအကြားလှည့်လည်သွားလာနေတဲ့အရိတ်တွေလူတန်တုံခါနေသလိုမြည်တန်တွေမိကိုမိရှင်တွေမြင်ရတတ်တယ်။တနည်းညမှာတော့သူ့ရဲ့အိမ်ကျန်းပြင်ပေါ်မှာလက်သေးရှည်နဲ့ခြေရာစိမ်းတွေတွေးလိုက်ရတယ်။ကြေးရွာအပြက်စီးတွေကြားမှာအောင်မင်းဟာကြောက်စာတစ်ချက်ကိုတွေးလိုက်ရတယ်။အဲ့ဒီကြောက်စာမှာဤကြေးရွာကိုနှောင့်ယှက်သူမှာတစ်တော့နဲ့ဤအဆွေတွင်အသက်ရှင်လျက်ထာဝရပြစ်ဒဏ်ခံရလိမ့်မည်လို့ရေးထိုးထားတယ်။အောင်မင်းရဲ့စူးစမ်းလိုစိတ်က ကြောက်စိတ်ထက်ပိုကြီးနေတဲ့ညင်းနေတဲ့အခါသူဟာကြေးရွာအနောက်ဘက်ကတောအုပ်ထဲကိုဝင်လိုက်တဲ့အဲ့ဒီမှာသူမြင်ရတာကလူရှိရှိတဲ့တကိုင်းတွေနဲ့ဖွဲ့စည်းထားတဲ့တတဝါတကောင်မျိုးလုံးတွေကမိခိုးရောင်မိရှန်လိုတောက်နေပြီးလက်သေးတွေကဓားသွားလိုခြုံနေတဲ့တစ်တောနဲ့ပါပဲအောင်မင်းဟာထွက်ပြေးဖို့ကြိုးစားပေမဲ့ခြေထောက်တွေကရှွန်းနေဆွဲပြီးလှုပ်မရဖြစ်နေတဲ့နတ်ဆိုးကြီးကသူ့ကိုပြောလာတယ် နင်တို့လိုလောဘသားတွေငါကြေးရွာကိုဘာလို့ဖျက်ဆီးတာလဲ။အောင်မင်းဟာတတိလက်သွားပြီးနောက်နေ့မနက်မှာကြေးရွာအလဲကဖျက်ဆီးနေတဲ့အိမ်ဟောင်းတစ်လုံးထဲမှာနိုးလာတဲ့အိမ်ထဲမှာရှေးလူကြီးတဦးရဲ့မှတ်တမ်းစာအုပ်ကို ရှာတွေ့တယ်။ ဲ့ဒီမှတ်တမ်းအရကျေးရွာသားတွေဟာတတော်ကို မကောင်းမှုလုပ်ပြီးတစ်ပင်တွေကို ခုတ်လဲခဲ့တယ်။ဒါကိုဒေတာခန့်ကစင်စာတိုက်လိုက်တာကြောင့်ကျေးရွာလုံးပျောက်ကွယ်သွားရတယ်လို့ရေးထားတယ်။နတ်ဆိုးဟာတကယ်တော့တတော်ရဲ့ဆောက်ရှောက်သူဖြစ်ပြီးသူ့ဂျေဇူးရှင်ကိုနှောက်ရက်သူတွေကိုအပြစ်ဒဏ်ပေးနေတာပါ။အောင်မင်းဟာနတ်ဆိုးရဲ့အမှန်တရားကို နားလည်သွားပေမဲ့သူ့ကိုယ်သူလွတ်အောင်မရှောင်နိုင်ဘူးနတ်ဆိုးက သူ့ကိုရွာသားတွေလိုပဲ အသက်ရှင်နေရင်တစ်ပင်အဖြစ်ပြောင်းလဲပြစ်လိုက်တယ်ဒါပေမဲ့အောင်မင်းရဲ့မှတ်တမ်းစာအုပ်ကကျေးရွာရဲ့အကြောင်းတက်တဲ့အဖြစ်ကြံရိတ်ခဲ့ပါတယ်ဒီဇလန်းဟာလူနဲ့တဘာဝတရားကြားဟန်ချက်ပြက်မှုရဲ့နောက်ဆက်တွဲဆိုးကျိုးကိုတိမှတ်စေဖို့ရည်ရွယ်ပါတယ်